အားလုံးပဲမင်္ဂလာပါအမကတိချက်တော်မိပါဒီနေ့မှဆိုလို့ရှိရင်ပေါ့နော်အမဒီရက်ထဲအမဒီရက်ထဲဘာလေးလုပ်ဖြစ်လဲဆိုတာလေးတစ်ချက်ပြပြပေးရင်းနဲ့အားလုံးသတိပေးစရာလေးရှိလို့အဲ့ဒါဘာလဲဆိုလို့ရှိရင်ဒီရက်ထဲမှာပေါ့နော်အမဒီအခုမှ local brand စပြီးထုံးမဲ့တီသူတွေပေါ့နော်အမအုံးနဲ့လာပြီးတော့ join ကြတယ်အဲ့တော့အမ appointment လေးပေးဖြစ်တယ်ပေါ့နော် appointment မပေးပြီးခင်ပါပေါ့နော်အမကဘလို့အချက်လက်တွေတော့အမအုံးနဲ့ဆွေးနွေးလို့ရတယ်ဆိုတဲ့အကြောင်းအရာလေးတွေကိုအမ data လေးပို့ထားလိုက်တယ်ပေါ့နော်အဲ့ဒီအချိန်မှာပေါ့နော်စပြီးတွေ့တဲ့အချိန်မှာပေါ့နော်ဘာလေးတွေ့ရလဲဆိုလို့ရှိရင်ဒီအခုမှ local brand စပြီးထုံးမဲ့သူတွေလေး အများဆုံးတွေ့ရတာဘာလဲဆိုရင်သူကဒီဇိုင်းနဲ့ထိုင်စဉ်းစားနေတာအဲ့တော့ငါဒီမှန်ပါတဲ့ local brand စထုတ်မဲ့ဒီ owner တယောက်အနေနဲ့ကဒီဇိုင်းမစင်စားဘူးလားဆိုတော့မဟုတ်ဘူးဒီဇိုင်းစင်စားရမယ်ဒါမဲ့လေအရေးကြီးတဲ့အချက်ကဘာလဲဆိုလို့ရှိရင်ဒီဒီဇိုင်းထက် below fabric မျိုးနဲ့ရေရှည်ကိုမဟုတ်ဒီ brand ကိုဖောက်မလဲဆိုတော့သူမတွေးတာဥမာပေါ့နော်ကျမအဲ့မှာတယောက်ဆိုလို့ရှိရင်ရှိရဲသူက collection ၅ခုပေါ့ collection ၅ခုပထမအဦးဆုံးဒါထွက်မယ်ဒုတိယဒါထွက်မယ်တတိယဒါထွက်မယ်ဒါဘာ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 ပေါ့နော်၅ခုလောက်ဥမာကိုသူကပြရတယ် အဲ့ဒီအချိန်မှာပထမအဦးဆုံးစပြီးထွက်မဲ့ဒီဇိုင်းကဟိုဒီမတူတဲ့ဒီဇိုင်းအမျိုးအစားလေးပေါ့ခေါင်းဝင်လိုပုံစံအမျိုးအစားလေးအဲ့မှာဘာလို့ဘယ်လို favorite သုံးလဲဆိုလို့ရှိရင်အဲ့သူရွေးတာလေနောက်ထပ်ဒီဇိုင်းနံပါတ်2ဒီဇိုင်းကြားရလဲအဲဒီဘယ်လိုပြောမလဲ ဒီပထမဒီဇိုင်းနဲ့ဒုတိယဒီဇိုင်းနဲ့အချိန်ဆက်မရှိဘူးပေါ့နော်အဲ့တော့တတိယဒီဇိုင်းလည်းအဲ့လိုပဲအချိန်ဆက်အချိန်ဆက်တွေမရှိတဲ့ခါကျတော့ဒီဇိုင်း၅မျိုးလုံးနဲ့၅မျိုးလုံးကလုံးဝကိုကွဲထွက်နေတာကွဲထွက်နေရဲဆိုတာလေစင်တူရမယ်လို့ပြောတာမဟုတ်ကိုကဘလို့ things မျိုးနဲ့အဲဒီ brand တစ်ခုကိုဖောက်มาလဲဆိုတာမျိုးမဟုတ်ပဲနဲ့ဟိုဟိုတောင်ရောက်လိုက်မြောက်ရောက်လိုက်ပေါ့ပြောချင်တာအလွယ်ပြောရမယ်ဆိုလို့ရှိရင်လေတောင်ရောက်လိုက်မြောက်ရောက်လိုက်ဖြစ်နေတာเนาะအဲ့လိုမလုံးသင့်ဘူးပေါ့နော်ဘာကြောင့်လဲဆိုတော့အဲ့လိုပထမချက်အဲ့လိုမျိုးလုပ်ချင်အပြင်ဘာဖြစ်နိုင်လဲဆိုလို့ရှိရင် ပိတ်စားခဏခဏရှာရတဲ့ပြဿနာအမောက်လိုကယ်မှာလေအခက်ဆုံးကလေကိုလိုချင်တဲ့ fabric မရတဲ့ပြဿနာအများအမားတို့ရဲ့ဒီလိုကယ်မှာဖြစ်နေတဲ့ပြဿနာလေးပေါ့နော်အဲ့လိုမျိုးဖြစ်မယ်ဆိုတော့ပထမဒီဇိုင်းဒုတိယဒီဇိုင်းတတိယဒီဇိုင်းဒီရှိနေတဲ့ဒီဇိုင်းကားခုလုံး brown ဟာတစ်ခါတစ်ခါတစ်ခါဟိုဟိုတစ်ခါဒီဇိုင်းထုတ် ဟိုပိတ်စတစ်ခါရှာအမှရှာရှာရှာပင်မန်းပြန်ပြီနောက်တစ်ခါတစ်ခါထုတ်တစ်ခါရှာပင်မန်းပြန်ပြီအဲ့လိုမျိုးပေါ့အချိန်ဆက်မရှိရဲ့ခါကြတော့ brown owner အတွက်မှာလဲတကယ်လုံးရမဲ့နေရာမှာ အာမထဲရပဲနဲ့အဲ့လိုနေရာမျိုးတွေမှာအာသွားထဲလိုက်တဲ့အခါကျတော့ကိုယ့်ရဲ့ brand ကပေါ့နော်ကိုယ့်ရဲ့ brand ကပောက်တဲ့တလောက်မပောက်ပဲနဲ့ဖြစ်နေတတ်တယ်ပေါ့နော်အဲ့တော့အမားနေနဲ့အကြံပေးချင်တာကြလीအရင်ဆုံးစဉ်းစားရမှာကမတော်ကဒီဈေးကွက်တစ်ခုကိုဝင်လာပြီဆိုလို့ရှိရင်ဘယ်လို fabric အမျိုးအစားနဲ့ ဈေးကွက်ကိုဖောက်มาလဲဒီ fabric ကိုမောက်ကကြည့်ပြီးတော့မှဘလို့ဒီဇိုင်းမျိုးတွေလုံးมาလဲဆိုပြီးတော့မောက်ကစဉ်းစားရမှာမောက်ဆိုလဲအဲ့လိုမျိုးပဲပေါ့ဒီပိတ်စတွေဆိုလို့ရှိရင်လောင်ထားပြီးသားအဲ့တော့လဲလောင်ထားပြီးသားပစ္စည်းတွေပေါ်မှာမှဘလို့ဒီဇိုင်းမျိုးတွေထုတ်มาလဲဆိုပြီးတော့မောက်ကတွေးတာ ဲ့တော့ပထမဦးဆုံး brand စားထုတ်မဲ့သူတွေရဲ့အမှဒီဇိုင်းငါဒီဇိုင်းရဲ့သူများထက်ပိုသားရမယ်ပေါ့နော်အဲ့လိုပုံစံမျိုးတွေနဲ့သွားနေတွေ့အချိန်တိုအတွင်းမှာပြောက်ွယ်သွားနိုင်တယ်ပေါ့နော်အဲ့တော့အရေးကြီးဆုံးက local brand ကိုစပြီးထုတ်တော့မယ်ဆိုရင်ဘယ်လို fabric အမျိုးအစားနဲ့စပြီးထွက်မှာလဲဒါအောင် long term ဘယ်လိုမျိုးဒီ fabric မျိုးအစားကိုသုံးမှာလဲဒါရေးအရင်ဆုံးစဉ်းစားပြီးတော့မှဒီဇိုင်းကိုစဉ်းစားရမှာအဲ့တော့ဒီဇိုင်းဆိုတာဒီခေတ်မှာလေအရန်ကိုပေါ်တာဥမာ brand တစ်ခုနဲ့တစ်ခုဆိုရင်တော့မှလေတိတ်ကွဲလို့လားအခုနောက်ပိုင်းဆိုလို့အရန်ထွေထူးမရှိဘူးဥမာမှာ ပြောမယ်ဆို Zara ဆိုရင်ကြည့်ကြည့်ပါလားသူ့ဒီဇိုင်းတွေဆိုအရင်ရွှေရွှေရှက်ရှက်တွေရှိလို့လား မရှိဘူးလေနော်ရှင်းရှင်းလေးနဲ့ daily wear ပုံစံကိုသွားထားတာအဲ့လိုမျိုးပဲကိုက local brand တစ်ခုကိုစပြီးထုတ်တော့မယ်ဆိုရင်ကိုက daily wear တော့အဓိကသွားမှာလားပွဲတက်တော့ကိုပဲတည်တံ့သွားမှာလား dress တွေလိုမျိုးကိုပဲတည်တံ့သွားမှာလားဘောင်းမီလိုင်းကိုပဲတည်တံ့သွားမှာလားအဲ့ဒီဟာတွေကိုအရင်စဉ်းစားစဉ်းစားပြီးတော့ blue fabric မျိုးတွေကိုကိုက local မှာပဲရှာမှာလား multi bar ကနေပြီးတော့လဲသွင်းမှာလားဆိုတဲ့အချက်ပေါ့နော်အဲ့ဒီနှစ်ချက်ကိုအရင်ဆုံးစဉ်းစားပါတော့နော်အဲ့ဒါလေးကိုမှဒီနေ့လာပြောပေးရအဲ့တော့ဒီရက်ထဲမှာဆိုလို့ရှိရင် appointment ယူလာတာတွေကလည်း နေတိုင်းနီးနီးလို့ဖြစ်တဲ့အခါကြတော့ဗောနော်မဒါလေးကိုတတိယပါလို့လာပြီးတော့လေအခုမှစပြီးထုတ်တော့မဲ့သူရဲ့ဖြစ်ပဲမနဲ့ထပ်ပြီးတော့ appointment ယူလာရဲ့လူတွေပဲဖြစ်ဖြစ်ဗောဒီအချက်လေးကိုကြိုပြီးရစဉ်းစားထားဗောနော်အဲ့တော့ဒီနေ့မပြပြပေးသွားတယ်ဒီအကြောင်းညာလေးကလက်ရှိကိုကလည်းထုတ်နေတယ်အဲလက်ရှိထုတ်နေရင်အခက်ခဲတစ်ခုခုရှိလို့ဗောနော်အဲလိုအပ်တာတွေရှိလို့ရှိရင်အမောင်းနဲ့လာပြီးတော့ဒေးစိတ်လာရောက်ဆွေးနွေးလို့ရပါတယ်အမားတို့ရှိမှဆိုလို့ရှိရင် design ပေးုံနဲ့ pattern မှာ parking ချင်းပိုင်းထီကိုမောင်းတောင်းဝင်ဆောင်လွက်ပေးနေရဖြစ်တဲ့အတွက်အသေးစိတ်သိချင်လို့ရှိရင်မောင်းချက်ပေါက်မှလာရောက်မေးလို့ရပါတယ်ကျေးဇူးတင်ပါတယ်အားလုံးပဲတက်တာပါ